မင်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူထိုးစစ်အတွက်စစ်တပ်ဘက်ကအကြဆုံးညာနေပေမဲ့နေပြည်တော်နဲ့အင်အားထပ်ဖြည့်ပြီးထမှန်ထိုးစစ်ဆင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ရှက်ခိုင်ပြီးကြောက်ဖြူမျိုးပြန်ရှိအာရကတတော် AA ထိန်ချုပ်နေမြေတွေကိုထိုးစစ်ဆင်နေတဲ့အကြံဖက်စစ်တပ်ဟာအာရကတတော်ရဲ့လျှက်တပြက်ဝင်ရောက်တိုက်ခိုက်မှုတွေကြောင့်အထိနာအကြဆုံးများနေပေမဲ့လည်းရေချောင်းကနေစစ်ရည်ရင်တွေနဲ့လက်နက်အင်အားလူအင်အားတွေကိုဖြည့်တင်ကထမှန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သတင်းရရှိပါရယ်စစ်တပ်ကမနေ့ကတောင်မော်ဦးရေတပ်စခန်းကိုအင်အား200ခန့်ဖြည့်တင်ပြီးရင်သစ်ပုတ်တောင်ရေတပ်ဌာနချုပ်ကို100ခန့်နဲ့ခမာယ943ကိုအင်အား100ခန့်အသီးသီးထပ်ဖြည့်ပေးခဲ့တယ်လို့သိရပါရယ် တောင်မော်ဦးရေတပ်စခန်းကိုအင်အားဖြည့်တင်တာကတော့ထူးဆန်းနေ။ကျန်တဲ့နေရာတွေကတော့သမရိုးကျအင်အားထပ်ဖြည့်နေရတာပါလို့ဒေတာရင်းစစ်ရေးတရင်ရင်းမြစ်တစ်ခုကပြောပါတယ်။ဆက်လက်ပြီးတန့်စင်အရှိချမ်းမှာတိုက်ပွဲဖြစ်နေတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းတန့်စင်မြို့နယ်မှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်နေတယ်လို့ဒေတာကန်တရင်ရင်းမြစ်တချို့ကပြောပါတယ်။ဒီကနေ့အောက်တိုဘာ20ရက်မနက်ပိုင်းမှာတန်ဆယ်မျိုးအရှိတ်ချမ်းမှာစစ်ကောင်စီတပ်ကစီရေးလှုပ်ရှားနေတာကြောင့်တိုက်ပွဲဖြစ်နေတာလို့ဆိုပါတယ် ဒီကနေ့အောက်တိုဘာ20ရက်မနက်ပိုင်းမှာတန်ဆယ်မြို့အရှိဘက်ချမ်းမှာစစ်ကောင်စီတပ်ကစီရေးလှုပ်ရှားနေတာကြောင့်တိုက်ပွဲဖြစ်တယ်လို့ဆိုပါတယ်။မနက်ကတန်ဆယ်အရှိဘက်မှာတိုက်ပွဲဖြစ်တယ်လို့တန်ဆယ်ဒေသခံသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။စစ်ကောင်စီတပ်နဲ့မြို့အရှိဘက်ချမ်းမှာတိုက်ပွဲဖြစ်နေတယ်ဆိုတာကိုတန်ဆယ် PDF တာဝန်ရှိသူကလည်းအတည်ပြုပါတယ်။ကြပြင်တန့်စင်မျိုးနယ်ရဲ့အနောက်ချမ်းကန်ထူးမှကြေးရွာအနီးမှာ spine volume လို့ယူဆရတဲ့အရာမြင်တွေ့ခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ် မနက်စင်နိုင်လောက်မှတွေ့တာမိဘုံပြန်ဆိုရင်မြောက်လေတိုက်နေတာမို့တောင်ခါနေမြောက်မလာဘူးလေတီးလေမှဘက်ကနေလာတာလို့တန့်စင်မျိုးကန်တအူကပြောပါတယ်ဒါပေမဲ့အဲ့ဒီအချက်လက်နဲ့ပတ်သက်ပြီးသတင်းဌာနကအတိမပြုနိုင်သေးပါဘူးစစ်ကောင်စီတပ်ကကပ်ဘလူမျိုးနယ်ကနေတန့်စင်နေအရှိအချမ်းကအတော်တေကုံချေးရွာတွေဘက်ကိုစစ်ရေးလှုပ်ရှားမှုတွေလုပ်နေတယ်လို့လေဒေသခံတွေကပြောပါတယ်အတော်မှပြီးခဲ့တဲ့တပတ်ကစလို့အင်အားဖြစ်နေတာပေါ့အရင်ရှိပြီးသားအင်အားနဲ့ဆို250လောက်ရှိတယ် န့်ဆယ်ရေးဥပက္ခကိုဆက်ထိုးမယ်လို့ပဲယူဆရတယ်လို့ဒေတာကန်တရင်ရင့်မြစ်ကပြောပါတယ်။အော်တိုဘာတရက်ကတန့်ဆယ်ရေးဥလန်ပိုင်းစုမှုရေးထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းအထိနာပြီးပြန်ဆုတ်သွားရတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်စစ်ကြောင်းမှာအမှတ်361ချေမြန်တရင်ခမာရ361နဲ့ဖြူစော်တီအင်အား200ဝန်းကျင်ပါတယ်လို့ပေါ်ဦးစစ်ကြောင်းကအသိပေးပါတယ်။ဆလပီမုံရွာမန္တလေးလမ်းပိုင်းတွင်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်သား22ဦးသေဆုံးနိုင်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ စကိုင်းတိုင်းချောင်းဦးမြို့နယ်မုံရွာမန္တလေးလမ်းပိုင်းတွင်အကြံဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သား22ဦးသေဆုံးနိုင်ကြောင်း People Different Phone စောက်မုံရွာမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်။အော်တိုဘလ20ရက်နေ့ညနေ4:30မိနစ်ခန့်အချိန်ချောင်းဦးမြို့နယ်နှရီကန်ခိမ်းမှထွက်လာသောအင်အား30ခန့်ပါချစ်လင်းစစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကနှရီကန်နှင့်ရေပိုးစားကြရှိလီလာကြောက်ခွဲဆက်အနီးတိုင်းပရိတာမိုင်းနှလုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်းအကြံဖတ်စစ်တပ်ဘက်မှစစ်သား22ဦးသေဆုံးလိုက်ပြီးတော်လန်ရေးရဲဘော်များအထိကိမ့်ရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။စစ်ခွေးတွေဘက်ကတော့ထိခိုက်ဒဏ်ရာရတဲ့စစ်ခွေး22ယောက်ကတော့တည်ဆုံနိုင်ပါတယ်။အခြေအနေတော်တော်ဆိုးတယ်လို့သိရတယ်။ကျွန်တော်တို့ရဲဘော်တွေအထိကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟု People Different Force စောင့်မုံရမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ အလားတူအော်တိုဘာ19ရက်နေ့ကလည်းချောင်းဦးမြို့နယ်နှရိတ်ခန့်စစ်တပ်ကိမ်းမှာဒိုင်နာ6ပြီးကတစီဖြင့်ထွက်လာသောစစ်သားများကိုလည်း People Different Phone စောင့်မုံရွာဖွဲ့ကနှရိတ်ခန့်နဲ့ရေပူစအကြရှိနေလာကြောက်ခွဲဆက်အနည်းတွင်ပရိသာမိုင်း၃လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးစစ်သားများထိခိုက်မှုရှိတော့လည်းအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါသည်။ဆက်လက်ပြီးလှဲကူးမြို့နယ်ကဒရေပူအုပ်ချုပ်ရေးမှုရှုံတိုက်ခိုက်မှု၂ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်။ ရန်ကုန်မြို့လှဲကူးမြို့နယ်ကတရေပိုကျေးရွာအုပ်ချုပ်ရေးမှုယုံတိုက်ခိုက်မှုမှာအုပ်ချုပ်ရေးအဖွဲ့ဝင်တအူးနဲ့ပြူစောတီတအူးသေဆုံးတယ်လို့ရန်ကုန်အာမေအဖွဲ့တာဝန်ရှိသူကပြောပါတယ်။အုပ်ချုပ်ရေးပိုင်းကတရောင်နောက်တကောင်ကဖြူတကောင်လွင်ထွက်သွားတဲ့နှစ်ကောင်စလုံးသေပါတယ်။မြေပြင်သတင်းအတိအကျရတာပါလို့ပြောပါတယ်။ဒီစစ်စင်ရေးကိုအော်တိုဘာ18ရက်ည9နာရီလောက်မှာရန်ကုန်အာမေနဲ့အနောက်ပိုင်းခရိုင်ပါကဖားတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာပါ။ပြင်းအားမြင့်မိုင်းတလုံးလက်ပြုံနှလုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီးပောက်ကွဲချိန်မှာ နှစ်ယောက်လွှင့်ထွက်သွားတာကိုမြင်ခဲ့ရတယ်လို့ရန်ကုန်အာမေကထုတ်ပြန်ထားပါတယ်။အဲဒီစစ်စင်ရေးမှာ စစ်ကောင်စီဘက်ကထိခိုက်မှုနဲ့ပတ်သက်ပြီးသတင်းဌာနအနေနဲ့တရားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။ရေးပြသတင်းတွေပေါ်ပြပေးနေတဲ့ Fly Info ရဲ့ Telegram Channel မှာတော့အော်တိုဘာ18ရက်ညကလေကူးမြို့နယ်မှာပောက်ကွဲမှုဖြစ်ကြောင်းဒေသခံရဲ့သတင်းပေးပို့ချက်ကိုပေါ်ပြထားတာတွေ့ရပါတယ်။စစ်စင်ရေးကိုအနောက်ပိုင်းခရိုင်ဖက်ကဖက်ကလည်းထုတ်ပြန်ထားပြီးရွှေကောက်ပွဲနဲ့သက်ဆိုင်တဲ့ပြစ်မှန်အလုံးကိုတိုက်ခိုက်သွားမယ်လို့ဖော်ပြထားပါတယ်။ ရန်ကုန်အာမီနဲ့အနောက်ပိုင်းခရိုင်ပါကဖားတို့ကအောက်တိုဘာ15ရက်ကလည်းမင်္ဂလာတောင်မြို့နယ်ကြက်ဖို့ရုံကိုဖောက်ကွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ဩဂုတ်နဲ့စက်တင်ဘာ2လအတွင်းမှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကုညီလုံဆောင်နေတဲ့အုပ်ချုပ်ရေးမှူးရုံးတွေအပေါက်ပင်စစ်ရေးပြမှတ်73ခုကိုမြို့ပြအဖွဲ့တွေကတိုက်ခိုက်မှုတွေပြုလုပ်ထားပါတယ်။ဆက်လက်ပြီးဘောလက်ခဲစီစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ရှေ့မတိုးနိုင်ပဲတက်နေတယ်ဟု KAC ရေးချုပ်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကရင်နီပြည်နယ်ဘောလခဲမြို့စီစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ရှေ့ဆက်မတိုးနိုင်ပဲရပ်တန့်နေတယ်လို့ကရင်နီတပ်မတော် KAC ရေးချုပ်ဘုံမူကြီးဖုံးနိုင်ကသတင်းဌာနကိုပြောပါတယ်ဖရူဇိုမြို့နယ်ဘက်ကနေဘောလခဲမြို့နယ်ကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ကနေထွက်ပြေးသူတွေများနေတယ်လို့လည်းဆိုပါတယ်ဖရူဇိုမှာပဲတက်နေတယ်သူတို့ဘက်ကတပ်ပြေးတွေလည်းများတယ်လေထတ်တိုးဖို့လည်းတတိမရှိတော့ဘူးထင်တယ်မတိုးနိုင်ဘူးဖရူဇိုမှာပဲကြံ့နေတယ်လို့ဖရူဇိုဘောလခဲစစ်ကြောင်းနဲ့ပတ်သက်လို့ဘုံမူကြီးဖုံးနိုင်ကရှင်းပြပါတယ် စစ်ကောင်စီတပ်စစ်ကြောင်းကဖရူဆိုမြို့နယ်အမှတ်ဆက်လေးတမ်းမြစ်စည်ရေးလေးချင်းရေးကြောင်းအနီးကမခရော့ရှိနေလော့ဂျစ်ခူရွာရီအနီးတစ်ဝိုက်မှာပဲရှိသေးတယ်လို့လေခီနီစစ်ဘက်တရင်ရင်မြစ်ကပြောပါတယ်ဒီမော့ဆိုဖရူဆိုလမ်းမတစ်လျှောက်မှာလေစစ်ကောင်စီတပ်ဆွဲထားလို့ထော်လန်ရေးတပ်တွေနဲ့တိုက်ပွဲနေစဉ်ဖြစ်ပွားနေပြီးဘော်လက်ခဲမြို့နယ်ဘက်ကိုမျက်နှာမူစစ်ကြောင်းထိုးမဲစစ်ကောင်စီတပ်ကမခရော့ရှော့ကြီးရွာဘက်မှာစည်ရေးလှုပ်ရှားနေတယ်လို့အသိပေးပါတယ် ။ကြာပြင်ဒီမော့ဆိုမျိုးနယ်ဘက်ကစစ်ကောင်စီတပ်စစ်ကြောင်းတွေအနေနဲ့လဲထိုးစစ်ထက် drone လက်နက်ကြီးတွေနဲ့သာနေစဉ်ပစ်ခတ်မှုပြုလုပ်နေတယ်လို့ရေးပြင်းရေးပေါ်တချို့ကပြောပါတယ်။စစ်ကြောင်းအခြေအနေကတိတ်တော့မထူသေးဘူး။စာကမဘက်က drone နဲ့ကင်းထောက်ပြီးအနီးနားဝင်းကျင်ရွာတွေကိုလနကလက်နက်ကြီးတွေနဲ့တိုက်ခိုက်တာတော့ပုံမှန်ပါပဲလို့ဒီမော့ဆိုမျိုးကရှေ့တန်းရေးပေါ်တအူကပြောပါတယ်။ အော်တိုဘာ6ရက်ကဘောလက်ခဲမြို့နယ်ဝမ်မလန်ကျေးရွာအပေါ်ဘက်တောင်ကုန်းပေါ်မှာစစ်ကောင်စီတပ်နဲ့တနအီအကြာတိုက်ပွဲဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်အထိနာခဲ့တယ်လို့ကရင်ပြည်အမျိုးသားများကကွယ်ရေးတပ် KMDF ကအော်တိုဘာ7ရက်ကထုတ်ပြန်ထားပါတယ်။ကရင်ပြည်နယ်အတွင်းနဲ့ပြည်နယ်တလျှောက်စစ်ရေးအခြေအနေအရာ Fighter, Dimoso, Fruzo, Bolakhe နဲ့ရှန်ကရင်ပြည်နယ်ဆက်ဖေကုံမြို့နယ်တွေမှာစစ်ကောင်စီတပ်ကစစ်မျက်နှာ၅ခုဖွင့်ပြီးထိုးစစ်ဆင်နေတယ်လို့ဖော်ပြပါတယ်။ ဆက်လက်ပြီးဟောမလင်းလီတက်စခန်းဌာနချုပ်မှရှေခါကိုတော်မီရှုခံရပြီးနိုင်ရန်တွင်စစ်ခွေးမအားလာအတွက်ဟုစာရေးတာခဲ့တဲ့စစ်တီလေးဦးဖန်းစီစစ်ဆေးခံရပြီးဌာနချုပ်မှဘုံမှုချုပ်မြန်မြန်တန်ကတရင်ကိုဖုံးဖိထားတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်စကိုင်းတိုင်းဟောမလင်းမြို့အခြေဆိုင်ဟောမလင်းလီတက်စကန်ဌာနချုပ်တွင်ရှေခါကိုတော်ကိုမိရှုမှုတရက်ဖြစ်ပွားခဲ့ပြီးနိုင်ရန်တွင်စစ်ခွေးမအားလာအတွက်ဟုစာရေးသားခဲ့ကြောင်းလေတက်တရင်ချင်းမြစ်ကပြောဆိုပါရယ်အော်တိုဘလာ18ရက်နေ့ညနေပိုင်းဟောမလင်းလီတက်စကန်ဌာနချုပ်၏ အော်တိုဘာလ18ရက်နေ့ညနေပိုင်းဟ ோம் မလင်းလီတက်စကန်ဌာနချုပ်ဤရှေခါကိုရောင်မီရှို့မှုဖြစ်ပွားခဲ့ပြီးမီရှို့သူကနှရန်တွင်စစ်ခွေးမှားအလားအတွက်ဟုစာရေးသားသွားခဲ့ကြောင်းသိရပါတယ်။ရှင်ဖြစ်စဉ်ကိုနေပြီးတော့အခြေစိုက်စစ်ရုံးနှင့်ခကလီကမသိရှိစေရန်လီတက်စကန်ဌာနချုပ်ဘုံမူချုပ်မြန်မင်းတန်ကအထက်သို့မတင်ပြပေးတရင်ဖုံးခဲ့ကြောင်းရှင်းအောင်ရှေခါကိုရောင်ကိုအမြန်ပြန်လည်တီဆောင်နေကြောင်းသိရှိရပါတယ်။မီလောင်ကျွမ်းခဲ့သည့်ဟ ோம் မလင်းလီတက်စကန်ဌာနချုပ်ဤရှေခါကိုရောင်မှာတက်တွင်တန်လျာများနှင့်ဝေးကွာပြီး လူနှစ်ဝေးတော်တော်တဲ့တွင်တိဆောက်ထားခြင်းဖြစ်ကြောင်းလက်တလုံးမီရှုသူကိုဖမ်းဆီးရရှိခြင်းမရှိသဖြင့်အနီးဆုံးခင်းတဲမှ တာဝန်ကျစစ်သားလေးဦးကိုအုပ်ချုပ်ရေးမှူးတပ်မှူးဒုတိယဗိုလ်မှူးကြီးအောင်ကျော်စွာ DSA 42ကဦးစီးစစ်ဆေးညှဉ်းပန်းနှိပ်စက်နေကြောင်းသိရပါတယ်။ဟုံးမလင်းလီဒါစခန်းဌာနချုပ်ဤအုပ်ချုပ်ရေးမှူးတပ်မှူးဒုတိယဗိုလ်မှူးကြီးအောင်ကျော်စွာ DSA 42ကဦးစီးကတန်တရားရှိသောစစ်သည်များကိုရိုင်းနှက်ညှဉ်းပန်းနှိပ်စက်နေကြောင်းသိရှိရပါတယ်။ ကျမတင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေ့ကြပါစေရှင်